ရှိရဒီဇင်ဘာတို့ဘာတို့တစ်ခါလေမိစုကပြန်လာလို့ရှင်တော့တွေးပြတာများပါတယ်ပလဲရောနေပြီးတော့မှဆိုတော့တစ်ခါတလေလာတယ်ဆိုလို့ရှင်တော့၃ရက်ဆိုရင်တော့အပို့ပြီးတော့တွေးပြတာပေါ့နော်အများနဲ့တော့သတိရပါတယ်ကိုသိငယ်ချင်းလေးကိုရစားပလဲကိုချစ်လား yes တော်ရပြန်ဆုံးရတယ်အမေကတော့အဲအရန်ပြောတာပေါ့စကားကိုဘယ်လိုပြောမလဲဖြတ်လေးတောင်တိုးလို့မရဘူးပြောတာဘာလို့လဲလူပြောတာအရင်တည်းကအခုချိန်တည်းကို တကယ်ချင်းတွေဆိုတော့အာမနာဘူးပေါ့နော်အဲ့တော့တွေ့ပြီဆိုတာနဲ့တော့ပြန်တော့အကုန်လုံးပြောပြပါတယ်သူတို့ကတော့ကိုတကယ်ချင်းတွေကိုလည်းကိုကသတိရတဲ့အတွက်သူတို့ကိုလည်းခေါ်တဲ့ခါကျတော့သူတို့မှလည်းသူတို့မိသားစုကိစ္စရရှိမှာပေါ့နော်အဲ့တော့အနုပညာဆိုတာလည်းနေကြည့်ရဲ့အခါကျတော့အာလုတ်ချင်တဲ့စိတ်လည်းရှိအောင်မှလုတ်ခွင့်လည်းရအောင်မှအဲ့တော့သူတို့အနေနဲ့တော့အခက်အခဲလေးရှိလို့နဲ့တူပါတယ်ဘလို့ပြင်လာတော့သူတို့မလုတ်ဖြစ်ဘူးပေါ့ ပေါ့ဒီတစ်ခါကျတော့ဒီဝီစတုံးလေးလည်းဖြစ်တယ်မိတ်ကပ်လေးရောပဲနည်းနည်းထိုင်းလွတ်လို့ပုံစံမျိုးလေးလည်းပြောင်းထားတယ်အဲဒီနှစ်ဒီထမိတ်သိမ်းရတော့နှစ်နှစ်ကထက်ပိုပြီးတော့ထူးခြားမယ်လို့ထင်ပါတယ်ဘာဖြစ်လဲဆိုတော့မိတ်ကပ်အပြင်စင်တွေရောသပင်လေးတွေရောပေါ့နော်အရန်ရိုးရိုးရှင်းရှင်းလေးနဲ့ အရန်ဟိုပဲသူတို့နန်းဆန်တဲ့ပုံစံမျိုးလေးပေါ့လှုပ်ထားပါတယ်။နောက်လောလောဝိယန္တနာဆိုလို့ရှင်လဲပေါ့။အာကြည့်လိုက်လို့ရှင်ဒီမှာပေါ့နော်။ဘလိုရိုးရိုးကျိုး၆ကျိုးတွဲအဲ့လိုမျိုးကရော်ကျိုးလိုမျိုးပုံစံမျိုးလေးတွေနဲ့ဟိုးအရင်တော့လိုပုံစံလေးပေါ့အဲ့ဒါမျိုးလေးကိုလှုပ်ပြထားပါတယ်ရှင်။မြန်မာဝတ်စုံဝေးလိုက်တော့လဲသူ့ရဲ့ဒီကာချာပေါ့နော်မြန်မာရဲ့ look လိုပုံစံမျိုးလေးပေါ့နော်အဲ့လိုလေးဖြစ်သွားပါပေါ့။နောက်မေလေးမျက်နှာနဲ့လိုက်အောင်လို့လဲ ဟာကိုဦးကစပင်လေးတွေကိုဒေဝီစပင်လေးတွေပေါ့နော်အဲ့ဒါမျိုးလေးလည်းလုပ်ပေးထားတယ်အဲမိတ်ကပ်ကကျတော့အရင်ရှေးမဆန်ထားပဲလေဒီဘက်ခစ်ရဲ့ပေါ့နော် look နဲ့လည်းလိုက်အောင်လို့အဲသတို့သမီးလေးတွေပေါ့လိမ့်တဲ့ခါကျဒီဘက်ခစ်ကမိတ်ကပ်နဲ့သတို့ကျတော့ဟိုဘက်ခစ်ကလိုမျိုးပေါ့နော်သတို့နဲ့ထမိတ်သိမ့်လေးနဲ့လှအောင်လို့ဘလို့ပြင်ဆင်လို့ရတယ်ဆိုတော့ vibe လေးကိုပေါ့ဒီပွဲလေးမှာပြီးစင်တာပါအဓိကတော့မိလေးကိုပေါ့နော်သူက ူမျိုးတစ်ခုခုစက်တယ်လို့အဲ့တော့ထင်ခဲ့တာပြီးတော့အဲ့တော့ကလည်းဒီလိုမျိုးရခင်မစားသေးတဲ့ခါကျတော့မသိကြသေးဘူးပေါ့အထူးသဖြင့်မီလေးရဲ့ချစ်တဲ့နေရာပြိသက်တွေဆိုလို့ရှိရင်လည်းမီလေးကိုဆိုလူမျိုးခြားအဲ့လိုမျိုးတော့ထင်တာပေါ့နော်အဲအခုတော့အကုန်လုံးကသိပါတယ်အခုကဘာပဲပြောဒါမြက်ကမှန်အပြလေးဆိုတော့လည်းအကုန်လုံးကသိကြတဲ့ခါကျတော့လည်းပို့ပြီးတော့လည်းချစ်ပေးပါတယ်မီလေးကိုအဲကြောညာတွေမှာဆိုမိုင်းဆန်းနဲ့အများရန်ဆိုရင်မိုင်းဆန်းကအဲ့လိုမျိုးသပင်လေးတွေအားစလုပ်ပေးတယ်မိတ်ကပ်လေးတွေအားစတေချာပြူးဆိုင်ပြီးတော့လုပ်ပေးတယ် ဥမာဗန်ကောက်မှာမိလေးတို့ရေအဲဒီကစားလုံးကြော်ညာစသဖြင့်ဒီလိုနိုင်ငံသားမှာအဲ့တော့ကြော်ညာတွေတော့ရိုက်တာများတယ်လေအဲ့တော့ဆိုမိုင်းဆက်မဲ့တောင်ရှောက်လိုက်ပြီးတော့လိမ့်နေရတာပလဲရဲ့မိစုရဲ့မိလေးရဲ့ပေါ့ဆိုတော့ဒါလေးတွေကကိုယ့်အတွက်တော့အမှတ်တရလေးပါပဲနိုင်ငံသားမှာပဲရိုက်တာအဲ့တော့ကြော်ညာကဒီမှာလဲရိုက်တယ်နိုင်ငံသားမှာလဲတကူတကပတ်စံအကုန်ခံပြီးတော့လုပ်ငန်းရှင်တွေကတော့ရိုက်ကြတာများတယ်အဲ့တော့မိလေးတို့ဆိုရင်တစ်ချိန်လုံးအဲ့ဗန်ကောက်မှာပေါ့နော်အဲ့ဖူကတ်တို့တခြားဗန်ကောက်မျိုးတွေမှာ နိုင်ငံသားတွေမှာဒီကြော်ညာလုပ်ငန်းရှင်တွေကဟို location တွေပေါ့မတူအောင်လို့ပေါ့နော်တချင်းတွေနဲ့သွားပြီးတော့ရိုက်ကြတာများတယ် character အဖွဲ့တွေရောမေလေးတို့တွေရောအကုန်လုံးဈေးခံပြီးတော့သွားကြတာများပါတယ်ဟိုဟိုအရင်တုန်းကပေါ့ကြော်ညာဆိုပြီးတော့ဟိုဖြစ်တယ်လို့ရိုက်လို့မရဘူးမေလေးတို့ကြော်ညာတစ်ခုရိုက်ပို့တာ၃ဘက်လောက်ဟိုအကတိုက်ရတယ်သုံးဘက်ကိုအကတိုက်တော့မှဒီကြောညာတစ်ခုရဲ့အဲတချင်းတွေလည်းအလွေရတယ်ဒီတချင်းတွေရဲ့တချောင်းချင်းစီပေါ်မှာဘလို့ ဟိုအကတွေပေါ့နော်လောက်ကြမလဲအဝတ်စားရဘယ်လိုလောက်ကြမလဲမသိရင်ရုပ်ရှင်ကားကြီးတကားရိုက်နေသလိုပဲကြောင်ညာတစ်ခုကိုအဲ့လောက်ထိပြင်ဆင်ခဲ့ရတာဟိုရှစ်သလိုအခုမှထပြီးတော့ဝန်တိုင်းအဲ့လိုရိုက်ရတဲ့ဟာမျိုးမဟုတ်ဖ ೇನೆ ဟိုတေချာအကတွေရောအဝတ်စားတွေရောဒီစာသားတွေရောပေါ့နော်ဒါရိုက်တာရောအားဆိုင်ပြီးတော့ဒီကြောင်ညာတစ်ခုကို product တစ်ခုကိုအဲ့မှာတတိထားမိလားမသိဘူးဘာမှမသိသေးတဲ့ product တစ်ခုဆိုလို့ရှင်လဲအဲ့လို ချက်ချင်းပေါက်သွားအဲ့ product ကိုလူသိသွားတယ်ဥပမာ mix ဆက်ပြဆိုရင်အမသိသေးဘူးဆိုလို့ရှိရင်ကြော်ညာလိုက်တာ ਨੇ ဟာဒါ mix ဆက်ပြဆိုပြီးတော့အကုန်လုံးကကြိုက်သွားကြတယ်တုံးကြတယ်တကယ်လဲ quality လဲကောင်းတယ်နောက်ပြီးတော့အဲ့မှာတကြားလုံးဆိုလို့ရှိရင်လဲ yes တကြားလုံးဆိုလို့ရှိရင်လဲကလေးရောလူကြီးရောအကုန်လုံးစားကြတယ်ပြီးတော့ကိုကိုတိုင်းလဲစားတဲ့အခါမှာ quality ကလဲကောင်းတဲ့အခါကျတော့ကိုလဲကြော်ညာရဲရပါတော့ပြီးတော့ လုပ်ငန်းရှင်တွေကိုယ်တိုင်ကလည်းပစ္စည်းရဲ့ quality ကိုလည်းအရန်ထိန်းနေသူတို့ကိုယ်တိုင်လည်းဒီပတ်စံတွေကိုဆိုလည်းငွေကုန်ကြေးကြပေါ့အကုန်ခံနေအဲ့တော့ကိုကဘာလုပ်ပေးရလဲဆိုတော့သူတို့တော်မှဒီလိုတွေလုံးရတဲ့အခါကျတော့ကိုယ့်ဘက်ကဒီ product လေးကိုပေါ့နော်ပြန်ပြီးတော့ဟိုလူသိစေချင်တယ်ပြီးတော့ quality ကလည်းတကယ်ကောင်းတယ်ကိုယ်လည်းသုံးတဲ့အခါကျတော့ကောင်းမှလည်းသိတဲ့အခါကျတော့ပြန်ပြီးတော့ sharing နဲ့လုပ်ပေးချင်တယ်အဲ့ရဲ့စိတ်တွေနဲ့ပေါ့ ိုကိုယ်တိုင်လည်းပြင်ပန်းခံပြီးတော့ကိုယ့်ရဲ့ product ကိုကြောညာတကယ်တူပေါ့နော်လုပ်ငန်းရှင်တွေမိလေးကကြောညာပေးတာအခုချိန်ထိပါပဲအခုချိန်ထိမိလေးကလာပြောတဲ့ကြောညာတွေဆိုလဲမိလေးရဲ့ product ကိုပဲသဘောထားပြီးတော့ပေါ့နော်အဲ့လိုပဲလုပ်ပေးဖြစ်ပါတယ်အရင်ထဲကပါကိုရသာစုရောချစ်လားလို့ yes ကောင်းအောင်ကြည့်တယ်လို့ပြောတယ်ဥမာသတင်းမလာခင်ကြောညာရေးဆိုဒီနေ့ဘာကြောညာအစ်စ်လာမလဲဆိုပြီးတော့လေ ခုနှစ်နာရီလောက်ဆိုလို့ရှိရင် TV ပဲရှိရဘူးဒီလိုမျိုးဘာမှ line နေလည်းမရှိဘူးတခြား channel တွေလည်းမရှိရခါကြောင့်ဒီကြောင်ညာကသူတို့အတွက်လို့ပြောမလဲအရန်ကိုပျော်စရာကောင်းတဲ့ဟာတစ်ခုလိုမျိုးပေါ့ကြောင်ညာအသိတစ်ခုထွက်ပြီးဆိုရင်လူတွေကအဲ့ကြောင်ညာကိုလိုက်ပြီးတော့ကြည့်ကြတယ်ဥမာဘာတွေဝတ်တယ်အဲဘလိုတွေဟိုဟာဖြစ်ကြလဲဘလိုမျိုးတခြင်းလေးနေလာမှာလဲ ဆိုတော့အဲ့ဒါလေးတွေကိုရင်ခုန်ပြီးတော့စောင့်စားရတဲ့ပေါ့နော်ကိုချစ်တဲ့ပြိသက်တွေပေါ့အဲကြောင့်လို့လဲအခုချိန်လေးတို့မမေ့သေးတာလေအဲမီလေးတို့ဆိုဘာပြောပြောကြာပြီဆိုတော့အခုချိန်ထိမမေ့ဘူးဆိုတော့ဘာကြောင့်လဲဆိုတော့တို့မှတို့ရဲ့ဒီ TV ကြောညာလေးတွေပေါ့နော်အဲ့ဒါလေးတွေနဲ့ကြည့်ပြီးတော့တို့ကကြည်ပြင်းခဲ့တဲ့အခါကျတော့ကိုကလည်းအဲ့ကြောညာလေးသချင်းလေးစသဖြင့်ဒီလိုမျိုးတွေမှာအဲတယုတ်ဆောင်ခဲ့ရတဲ့အခါကျတော့ ဟိုအများကြီးလည်းမရှိဘူးလက်ချိုးရည်လို့လည်းရတယ်အဲ့တော့မင်းသမီးတွေကလည်းလက်ချိုးရည်လို့ရတယ်ဟိုဘာမှ moral တွေတော့အဲ့လိုမျိုးပေါ့အခုခစ်စားနေတဲ့အာ miss တွေတော့အရင်လည်းမပေါ်သေးဘူးပေါ့အဲ့တော့မင်းသမီးဆိုလည်းဖြစ်ဖို့ကအရင်ခက်ခဲတယ်ဖြစ်ပြီဆိုလည်းဆက်ရောက်တော့မပြည့်ဘူးပေါ့ဆိုတော့ဟိုပြိတ္တတွေက အားပေးတာအရန်ဟိုဘယ်လိုပြောနက်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 လေးလေးနက်နက်ကိုချစ်ပြီးတော့အားပေးတာပေါ့အဲတတိယပါလေအခုလည်းတတိယပါလေအခုလည်းဗာပြောမိလေးကိုပေါ့နော်မမိသေးပဲနဲ့အခုချိန်တူကိုအားပေးတဲ့ပရိသတ်တွေရှိရတဲ့အတွက်လည်းအရန်ကိုကျေးဇူးတင်ပါတယ်တက်တော့ရှိရဒီဇင်မာတို့ဗာတို့တစ်ခါလေးမိစုကပြန်လာလို့ရှင်တော့တွေးပြတာများပါတယ်ပလဲရော့နေပြီးတော့မှဆိုတော့တစ်ခါကလေးလာတယ်ဆိုလို့ရှင်တော့၃ရက်ဆိုရင်တော့အပေါ်ပြီးတော့တွေးပြတာပေါ့နော်အများနဲ့တော့တတိယပါတယ်ကိုတငယ်ချင်းလေး ုံရောက်ပြန်ဆုံးရတယ်အဲ့လိုမိခင်တော့အဲအရန်ပြောတာပေါ့စကားကိုဘယ်လိုပြောမလဲဖြတ်လေးတောင်တိုးလို့မရအောင်ပြောတာဘာလို့ဆိုလူပြောတာအရင်တည်းကအခုချိန်ဒီကိုตัวอะไรပြောစင်ကိုယ်อะไรပြောစင်ตัวอะไรပြောစင်အဲ့လိုမျိုးပေါ့เนาะအရန်နေစကားပြောစင်တဲ့ခါကြတော့လေမောတော့မောတယ်ဘာလို့လဲဆိုတော့အရန်လူပြောရလို့အရင်ချိန်တော့မပြောဘဲနဲ့အခုချိန်မှာပေါ့เนาะအခုချိန်ရဲ့လက်ရှိအခြေအနေအဲနေရတော့နေမိသားစုနဲ့ဘလို့ငါတော့ငါမိသားစုနဲ့ဘလို့နေရတော့ဘာဖြစ်ဘာလဲနေရတော့ဘာဖြစ်သွားလဲအဲ့လိုမျိုးတွေပေါ့ တငယ်ချင်းတွေဆိုတော့အမနာဘူးပေါ့နော်အဲ့တော့တွေ့ပြီဆိုတာနဲ့တော့ပြန်တော့အကုန်လုံးပြောပြပါတယ်သူတို့ကတော့အာမင်းလေးခေါ်တာပေါ့မင်းလေးကြော်ညာတွေရိုက်ရတိုင်းသူတို့ကိုအမြင်သတိရပြီးတော့လေကိုကခုနလိုပေါ့ senior တွေနဲ့လည်းကိုကလက်တွဲပြီးအလုပ်လုပ်သလို junior တွေနဲ့လည်းကိုကအလုပ်လုပ်တယ်လေဒီဘက်ကက အခုခေတ်ပေါ့နော်အအကုန်လုံးနဲ့လည်းမီလီယာအဆင်ပြေတယ်လက်တွဲပြီးတော့လည်းအလုပ်လုပ်တယ်ဒါပေမဲ့ခုနလိုပေါ့ကိုတကယ်ချင်းတွေကိုလည်းကိုကသတိရတဲ့အတွက်တို့ကိုလည်းခေါ်တဲ့ခါကျတော့တို့မှလည်းတို့မိသားစုကိစ္စရရှိမှာပေါ့နော်အဲ့တော့အနုပညာဆိုတာလည်းနေကြည့်တဲ့အခါကျတော့အလုတ်ချင်တဲ့စိတ်လည်းရှိအောင်မှလုတ်ခွင့်လည်းရအောင်မှအဲ့တော့တို့အနေနဲ့တော့အခက်ခဲလေးရှိလို့နဲ့တူပါတယ်ဘလို့ပြင်လာတော့တို့မလုတ်ဖြစ်ဘူးပေါ့ဒီနေ့ခေါ်ရင်းနေတာအေးပေါ့တို့ တိတ်တော့မလုပ်ပြင်တာတော့မလုပ်တော့ဘူးလို့တော့ပြောတယ်ပေါ့နော်ဒီတစ်ခါလေးကြုံကြိုက်မှပဲလုပ်ရင်လည်းလုပ်မှာပေါ့လေဒါတော့ကိုတယောက်လည်းပဲအခုချိန်ဒီပေါ့ကိုစစ်တဲ့ပြိသက်တွေအတွက်ပဲဆက်ပြီးတော့ရှင်းတန်နေရတာပေါ့လေအဲခုနလိုပေါ့နော်မိလေးကိုအားပြည့်တဲ့တူတယောက်ချင်းစီတိုင်းကိုပေါ့ဟိုးရင်လည်းအခုချိန်ဒီမမိသေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်မိလေးနောက်ထပ်နောက်ထပ်အဲ့လိုမျိုးပေါ့နော်အမ်အမှုပညာလှုပ်ရှားမှုတွေအစ်စ်အစ်စ်တွေလည်းဖန်တီးသွားမှာပါအခါကြိုင်တာအားပြည့်ပါလို့ပြောချင်ပါတယ်ရှင်